ဒီနေ့ဗီဒီယိုမှာတော့ Advanced Server ကိုတည့်ရောက်လာတဲ့ Hero This ဆိုတာရဲ့ skill အကြောင်းတွေကိုပြောပြသွားမှာဖြစ်သလိုဒီ Hero ကတကယ်တမ်း One Piece နဲ့ Color လုံနိုင်ရည်ရှိမရှိကိုပဲပြောပြသွားမှာမဟုတ်လို့ဗီဒီယိုလေးကိုစုံအောင်ထိကြည့်ပေးကြပါဦး။ပေါ်ရောင်းအနေနဲ့ကျွန်တော် Channel ကို Subscribe လုပ်ရသေးရင် Subscribe လေးလုပ်ပေးခဲ့ဖို့နဲ့အဆင်ပြေရင် VPN လေးခန့်ကြည့်ပြီးကျွန်တော်ကိုကူညီပေးခဲ့ကြဖို့လည်းတောင်းဆိုချင်ပါတယ်။ဒါနဲ့ဒီနေ့ဗီဒီယိုဖြစ်မြောက်ရေးကိုကူညီပေးထားတာကတော့ Anno Tournament Champion မှာဖြစ်ပါတယ်။ အန်နိုတော်နာမန့်ချန်ပီယံဆိုတာကမိုဘိုင်းလိဂျန်နဲ့မှာထွက်ထားသမျှစကင်တွေဟီးရိုးတွေအားလုံးကိုကင်ပြီးဆော့လို့ရတဲ့တော်နာမန့်ရုံးတွေကိုဈေးတက်တက်တသာနဲ့ငှားပြီးဆော့လို့ရတဲ့ channel တစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးအရင်မိုက်တဲ့တော်နာမန့်ရုံးတွေမှာဆော့ကျင်နေဆိုရင်တယောက်ကိုဝင်ကြီး1000ကျပ်ပဲကျသင့်မှာဖြစ်ပြီး10ယောက်စာရုံးတစ်ခုလုံးငှားမယ်ဆိုရင်တော့8000ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ဒီတော့ squad vs squad ကို skin land လေးနဲ့ကျုံးကျင်တဲ့ဘော်ဒါအနေနဲ့တယောက်ကို800ကျပ်ထဲနဲ့ဆော့လို့ရမှာပါ။နောက်ပြီးတော့နှစ်ကင်းဘက်တွေမှာရုံး2ပွဲငှားမယ်ဆိုရင် 2+1 အနေနဲ့တပွဲ free ပေးဆော့မှာဖြစ်လို့ best of 3ဆော့မဲ့သူတွေအနေနဲ့ ဲ့တကွဲလက်ကားဆော့ရအောင်မှဖြစ်ပါတယ်။ဒါအပြင်ဒီ channel မှာအခုလိုမျိုး scan လမ်းစားတွေပါတဲ့အကောင့်တွေကိုလည်းယုံကြည်စိတ်ချစွာအယောင်းဝယ်ပြုလုပ်လို့ရပါသေးတယ်။နောက်ပြီး RAM ဘူးစာပစ်လည်းလုပ်ပေးတဲ့အတွက်ဘော်ဒါအောင်နေနဲ့ ROM ငှားချင်တာအကောင့်အယောင်းဝယ်ပြုလုပ်ချင်တာနဲ့တခြားစာပစ်တွေရဲ့အကြောင်းသေးစိတ်ကိုပင် comment မှာချပေးထားတဲ့ Anno Tournament Champion ရဲ့ Telegram channel မှာတွားရောက်မြင်မြန်လေ့လာလို့ရပါတယ်။ကျွန်တော်စောကြည့်ရသလောက် Tournament ROM ကတကယ်မိုက်ပြီးတော့စောလို့ကောင်းတဲ့အတွက်တစ်ခေါက်လောက်စမ်းပြီးတွားစောကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင် ပထမဆုံးအနေနဲ့ဒီ hero က season 39မှာ hero တဲ့အနေနဲ့ထွက်လာမှာဖြစ်ပါတယ်။ hero ရဲ့ဒီဇိုင်းကတော့ luffy ရဲ့ nika form ယူထားသလို ဖြစ်နေပြီးတော့လမ်းလျှောက်တဲ့ပုံစံကလည်း luffy လိုမျိုးခလေးဆန်ဆန်နဲ့မျောကြောင်မျောကြောင်ပုံစံလေးလုပ်ဝေးထားပါတယ်။ bigo animation ကလည်းခုံပေါက်နေတဲ့ nika form နဲ့တူနေပါသေးတယ်။ကြည့်ဒါဆိုရင် skill အကြောင်းကိုဆက်သွားလိုက်အောင် ပထမဆုံး new hero ဆိုတာရဲ့ passive ကို avancer ပါမှာထွက်ခါစားက enemy ကို basic တက်ဒါမှမဟုတ် skill တစ်ခုခုနဲ့ damage ပေးမယ်ဆိုရင် stat တစ်ခုရမှာဖြစ်ပြီး stat 5ခုပြည့်မှာ ultimate တုံးလို့ရတဲ့ပုံစံမျိုးလုပ်ထားပေးမယ်အဲ့လိုမျိုး stat စုဖို့ကနည်းနည်းကြာတာကြောင့်ပြီးခဲ့တဲ့ကြာတာပြည့်နေရထွက်ခဲ့တဲ့ patch မှာတော့ပြန်ပြင်ပေးထားပါတယ်ဒါက ultimate နဲ့ဆိုင်တဲ့အတွက်နောက်မှဆက်ပြောပြပါမယ်နောက်တဲ့ skill 1ကတော့၃ချက်ဆက်တိုင်း damage ပေးမယ်ပုံစံမျိုးဖြစ်ပါတယ် ပထမအချက်နဲ့ဒုတိယအချက်ကကိုယ့်ရဲ့နားကိုထိုးမှဖြစ်ပြီးနောက်ဆုံးတစ်ချက်မှာတော့တိမ်ပုံစံလက်သီးရှည်နဲ့ range cut ဝေးဝေးကိုလှမ်းထိုးမှဖြစ်ပါတယ်။ဒီနေရာမှာဒုတိယချက်ပြီးရင်ကိုရှိရှင်တဲ့ဘက်ကို joint stick လှည့်ပြီးတော့ dash တစ်ခုလုပ်လို့ရမှာဖြစ်ပေမဲ့နောက်ဆုံးထိုးတဲ့ချက်ကတော့စသုံးတုံးကချိန်ထားတဲ့နေရာကိုပဲထိုးမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ scale သုံးကစားကဒီရှိကိုချိန်ပြီးတော့သုံးထားမယ်ဆိုရင် နောက်ဆုံးလက်သီးက joint stick ရွှေ့တဲ့ဘက်ကိုထပ်မှာမဟုတ်ဘဲနဲ့အစချိန်ထားတဲ့ direction ကိုပဲထွက်မှာဖြစ်ပါတယ်။ ဒီနေရာမှာသတိထားမှာက scale 1သုံးနေတဲ့အချိန်မှာ immune ရမှာမဟုတ်တဲ့ပြင်အာကန့်ရဲ့ scale 1ကို stand still လေးနဲ့ထိသွားရင်တော့မှ scale 1ကပြတ်သွားမှာဖြစ်ပါတယ်နောက်တစ်ခု scale 2ကထောက်ထားတဲ့ဒီကွက်နေရာလေးကိုခုံဝင်သွားမှဖြစ်ပြီးတော့အဲ့နေရာမှာ enemy ဒါမှမဟုတ် minion တွေရှိနေမှာဆိုရင်90 second shot ပေးမှဖြစ်ပါတယ် စကေတူသုံးတဲ့နေရာမှာတတိထားမှာက enemy ကိုထိသွားပြီဆိုရင်နောက်ကိုကျော်ပြီးတော့ခုံသွားမှာမဟုတ်ဘဲနဲ့ပကွီတိုရဲ့စကေတူလိုမျိုးအဲ့ဒီနားမှာပဲရက်သွားမှာဖြစ်ပါတယ်ဒီတော့ပြီးတဲ့နေရာတွေမှာ queue site ဖို့လိုပါမယ်ဒါပေမဲ့တော်ရုံတန်ရုံနေရာတွေကိုတော့ခုံကျော်သွားလို့ရမှာဖြစ်ပါတယ်အဲ့ဒီမိကဖောင်နှမျိုးရှိပါတယ် အဲဒီမိတ်ကိုဖိပြီးတော့ညာဘက်ကိုဆွဲလိုက်မယ်ဆိုရင်လက်နက်ဖက်ကကြီးသွားပြီးတော့ကလောက်ဖောင်ဒါမှမဟုတ်တန်ဖောင်နေနဲ့ဆက်ဆက်ကန်ပြောင်းသွားမှာဖြစ်ပါတယ်။ဒီလိုပြောင်းနေတဲ့အချိန်မှာအနာကအန်နမီကိုဆွဲဆူးလိုက်မှာဖြစ်ပြီးတော့ damage လည်းပေးမှာဖြစ်ပါတယ်။အခုလိုမျိုးတန်ဖောင်ပြောင်းထားတဲ့အချိန်မှာကို့မှာရှိတဲ့ physical attack 30ရာခိုင်နှုန်းကရတဲ့ point ကို10နဲ့မြှောက်ပြီးတော့သွေးပိုနေနဲ့ပေါင်းပေးမှာလည်းဖြစ်ပါတယ်။ဥပမာကို့မှာ physical attack 100ရှိတယ်ဆိုရင်သွေး300အပိုပေါင်းပေးမှာပါ။ ဒီမှာဆိုရင်ကျွန်တော် BOD 6ခုဆက်ပြီးတော့ Total Physical Debt 1000ကျော်ရှိနေတဲ့အချိန်မှာ Tap Fund Ultimate ကိုသုံးလိုက်မယ်ဆိုရင်သွေး3000ကျော်အပိုရသွားပါတယ်။ဒါပေမဲ့အဲ့အချိန်မှာကို့မှာရှိတဲ့ Physical Debt ကတော့ပုံမှန်ထက်ရောသွားမှာဖြစ်ပါတယ်။ဒီလိုဖောင်ပြောင်းသွားတဲ့အတွက် scale 1နဲ့2ကလည်း enhance ဖြစ်သွားပါတယ်။ scale 1ကပုံမှန်ထက် range နဲ့ကျယ်သွားပြီးတော့ပထမထိုးတဲ့နှစ်ချက်မှာ enemy ကို40ရာခိုင်နှုန်း slow fade ပေးမှဖြစ်ပြီးတော့နောက်ဆုံးတစ်ချက်မှာတော့0.5 seconds stand ပေးမှဖြစ်ပါတယ်။ ဒီလိုမျိုး scale 1 3ချက်လုံးထိမယ်ဆိုရင် step 3ခုရမှာလည်းဖြစ်ပါတယ် scale 2ကခုံဝင်သွားတာချင်းတူပေမဲ့ခုနကလိုမျိုးလမ်းကြောင်းမှာ enemy ရှိနေရင်ရက်သွားမှာမဟုတ်ဘဲနဲ့အဲ့ဒီ enemy ကိုပါဆွဲခေါ်သွားမှာဖြစ်ပြီးတော့အစုံးမှာ airborne effect ပေးမှာဖြစ်ပြီး step 2ခုရမှာဖြစ်ပါတယ်ဒီလိုမျိုး scale တစ်ခုလုံးထိသွားပြီဆိုရင်အခုလိုမျိုး level တက်ပြီးခုံထိုးလို့ရတဲ့ enhance ultimate ကိုတုံးလို့ရမှာလည်းဖြစ်ပါတယ် ဒီလိုလေဘော်တက်နေတဲ့အချိန်မှာဆယ်ချက်တိတိထိုးမှဖြစ်ပြီးထိုးပြီးမှအောက်ပြန်ကျမှာပါဒါပေမဲ့နေရာရွှေ့လို့ရမှာဖြစ်သလို control effect တွေကိုလည်း immune ဖြစ်နေမှာဖြစ်ပါတယ်ဒီဖောင်က Luffy ရဲ့ Gear 4 Bounce Man နဲ့တော်တော်လေးကိုဆင်တူပါတယ် အဲဒီမိတ်ရဲ့နောက်ထပ်ဖောင်တစ်ခုကတော့ဖိပြီးတော့ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင်တန်တာဖောင်လို့ခေါ်တဲ့အဆက်ဆင်ပုံစံကို10စက္ကန့်ပြောင်းသွားမှာဖြစ်ပါတယ်။ဒီဖောင်ကိုဆက်ဆက်ပြောင်းခြင်းမှာဆိုရင် export လိုမျိုးကိုပြောင်းနေမှာဖြစ်လို့ enemy တွေပေးတဲ့ damage ကိုရှောင်ဖို့လည်းသုံးလို့ရမှာဖြစ်ပါတယ်။ ခုနအတက်ဖောင်ကကို့မှာရှိတဲ့ total physical attack ကိုသွေးပို့ပြောင်းပေးရဆိုရင်ဒီ assassin ဖောင်ကတော့စန့်ကျင်ဘက်ဖြစ်ပြီးကို့မှာရှိတဲ့သွေးရဲ့30ရာခိုင်နှုန်းကို10ရာခိုင်နှုန်းနဲ့ပြောင်းမြောက်ထားတဲ့ total physical attack အပိုကိုပေါင်းပေးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကို့မှာသွေး3000ရှိနေမယ်ဆိုရင်3000ရဲ့30ရာခိုင်နှုန်းဆိုတော့900ကို10ရာခိုင်နှုန်းနဲ့မြောက်ပြီးတော့ total physical attack 90ကိုအပိုပေါင်းပေးသွားမှာဖြစ်ပါတယ် ဒီမှာဆိုရင်ကျွန်တော် Guardian Hammer 6ခုဆက်ထားပြီးတော့3000လောက်ရှိနေတဲ့အချိန် Assassin Fawn ကိုတုံးလိုက်တဲ့အခါမှာတော့ Physical Attack 900ကျော်လောက်အပိုပေါင်းပေးပြီး Total Physical Attack က900ကျော်ထိတက်သွားပါတယ်။ဒီနေရာမှာခုန Attack Fawn လိုပဲ Physical Attack ဒိုးလာပေမဲ့သွေးရတော့6000လောက်ထိလျော့သွားပါတယ်။ Assassin Vaughn ရဲ့ skill 1နဲ့တူတာအသုံးရတာပုံမြန်တယ်လို့ damage လည်းပုံများသွားမှာဖြစ်ပြီး stat ရတာကတော့ခုနက10 Vaughn လိုပဲ skill 1နဲ့ပြည့်ထည့်ရင်3ခုနဲ့ skill 2နဲ့ထည့်ရင်2ခုရမှာဖြစ်ပါတယ်။ဒါပေမဲ့ skill 2တုံးတဲ့နေရာမှာဒီ10လေးနဲ့ထည့်မှာ stat 2ခုပြည့်ရမှာပါအပြင်ဘက်နဲ့ထည့်ရင်တော့2ခုပဲရမှာဖြစ်ပါတယ်။ဒီလိုမျိုးစတက်ပြည့်သွားပြီဆိုရင် AS ADMate ကိုတုံးလို့ရမှာဖြစ်ပါတယ်။ ဒီဆက်စင်ဖောင်မှာတော့လေဘော်တက်နေတဲ့အချိန်မှာ15ချက်ထိုးမှာဖြစ်ပြီးခုနတန်းဖောင်လိုမျိုးကွန်ထရိုးအင်မျိုးဖက်ကိုရနိုင်မှာဖြစ်လို့နေရာလဲရွှေ့လို့ရမှာဖြစ်ပါတယ်အစစင်ဖောင်မှာတတိထားမှာကစသုံးတဲ့အချိန်မှာသွေးကိုဒမ်းမဲဖြစ်ပြောင်းပေးလိုက်တာမို့လို့သုံးပြီးသွားရင်တော့သွေးကနည်းနည်းရောနေတတ်ပါတယ်။အဲဒီမိတ်ကဘယ်ဖောင်ဘယ်သုံးသုံး level လိုက်924စက္ကန့်နေပြီးတော့16စက္ကန့်ထိရှိမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီ hero က one piece နဲ့ color လုံးနိုင်ခြင်းရှိမရှိကိုဝေဖန်လိုက်ကြရအောင်။ ဒီ hero ရဲ့ model design စကေးသုံးတဲ့ပုံစံနဲ့သူ့ရဲ့ ultimate form တွေအကုန်လုံးက Luffy ကို reference ယူထားတယ်ဆိုတာကိုပြောပြနေစီရအောင်လုံးဝမထင်ပါဘူး ီနေရာမှာကျွန်တော်တို့သိထားရမှာကမွန်တွန်းနေနဲ့ One Piece ရဲ့ပဲကန်ရှင်ဖြစ်တဲ့ Oda ကိုတရားဝင်သွားပြီးကမ်းလှမ်းထားတာမျိုးမရှိသေးသလို Oda ဘက်ကငြင်းထားတယ်ဆိုတာကလည်း Fan တွေကမှပြောနေကြတဲ့ Rumor ပဲရှိပါသေးတယ်နောက်ပြီးတော့ဒီလိုမျိုး collar တစ်ခုလုပ်တော့မယ်ဆိုရင်နောက်ွယ်မှာ organization တစ်ခုစုံပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ order လက်ခံဖို့ character license fee animation studio ရဲ့ agreement နဲ့ငွေကြေးပိုင်းနေပြီးတခြား agreement တွေအများကြီးလိုသေးတဲ့အတွက်အချိန်အားဖြင့်ကြာနိုင်ပါသေးတယ်။ဒါရီကလည်း mono ဘက်ကခြေလန်းစာမှဖြစ်နိုင်မှာပါ။ ဒါပေမဲ့ဒီလိုမျိုးခြေလန်းစားခဲ့တယ်ဆိုရင်တော့မှအခုချိန်မှာ One Piece Manga ရဲ့အခြေအနေနဲ့ဇလန်းပေါ်မှာ Order တယောက်ဘလောက်အားထုတ်ထားလဲဆိုတာကိုဖတ်နေတဲ့သူတိုင်းသိမယ်ထင်ပါတယ်။ဒီလိုမျိုး share chat ပြုတ်နေတဲ့အချိန်မှာလာကန်းလမ်းမယ်ဆိုရင်စေချောက်ပေါက်ငင်းခံရမှာမို့လို့ကျွန်တော်အနေနဲ့ Mobile Legends နဲ့ One Piece ရဲ့ collab ကမဖြစ်နိုင်တာတော့မဟုတ်ပေမဲ့ဖြစ်ဖို့ကနည်းနည်းကြာအောင်မယ်လို့ထင်ပါတယ်။ဒီတော့ဖြစ်နိုင်ရည်ကို4တော့တော့တန်းတော့ပဲထားခြင်းပါတယ်။တကယ်တော့ Mobile Legends လိုဂိမ်းမျိုးကိုခဏထားပါဦး။ Fortnite လိုမျိုးရှိသမျှ TV series စီရာ character တွေကို collab လုပ်နိုင်တဲ့ဂိမ်းတော့မှ One Piece နဲ့ skin collab မလုပ်ထားနိုင်မယ်နဲ့မြေပုံဒီဇိုင်းလောက်ပဲ collab လုပ်ဖို့ပါ ါသေးတယ်။ဒါတော့မှ enemy နဲ့မဟုတ်ဘဲနဲ့ Netflix ရဲ့ early version နဲ့ပဲလုပ်ခဲ့တာပါ။ကျွန်တော်တို့အနေနဲ့ Moton ဘက်ကဘယ်လိုချင်းကမ်းလဲဆိုတာကိုစက်ပြီးတော့စောင့်ကြည့်ကြတာပေါ့။ Okay ဒါကတော့ One Piece နဲ့ collab လုပ်ဖို့နာမည်ကြီးနေတဲ့ New Hero ဆိုတာရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီ hero ကအခုမှဆက်ထွက်တာမို့လို့ original server ကိုမရောက်ခင်ဒီပြင်နာတွေလုံးဝမဖြစ်လို့ final ထုတ်ခံနေကြရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်ထပ်လုပ်ပေးပါဦးမယ်။အခုလောလောဆယ်မှာ sand ပြီးတော့ဆော့ကျင်တဲ့သူတွေကတော့ event server မှာသွားပြီး sand ဆော့လို့ရပါတယ်။ ဘောရာအုံးအနေနဲ့ဒီဟီးရိုးကိုဘယ်လိုမြင်လဲ web piece နဲ့ color လုံးနိုင်ခြင်းရှိမရှိကိုလည်း comment မှာပြောသားပေးကြပါဦးကဲဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့ပြန်လာမှာမဟုတ်လို့ see you in next video ဘောရာတို့